သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့ဒီဇင်ဘာလ10ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဇုံတိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါရခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒီဇင်ဘာလ10ရက်နေ့အတန်တိတ်တပိတ်နေ့မှာပိတ်ထားမဲ့ဆိုင်များအလုပ်ရုံများနဲ့ကုမ္ပဏီများကိုအရေးယူရန်ပြည်သူများပါဝင်နိုင်တဲ့ဈေးရောင်းပွဲများပျော်ပွဲရှင်ပွဲနဲ့လူလူလှုပ်ရှားမှုများဆောင်ရွက်ကြရန်စစ်တပ်ကညွှန်ကြားနေပြီး ဒီဇင်ဘာလ10ရက်နေ့မြည်သည့်ဝန်တန်းကုမခွင့်မပေးရန်လူစုံတက်စုံတက်ခိုင်းရန်ဝကြီးဌာနများအတွင်ရုံးတွင်အမိန့်များထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အတန်တိတ်တပိတ်ပြုလုပ်မဲ့ဒီဇင်ဘာလ10ရက်နေ့မှာပိတ်ထားမဲ့ဆိုင်များအလုပ်ရုံများနဲ့ကုမ္ပဏီများကိုဖမ်းဆီးချိတ်ပိတ်အရေးယူရန်ပြည်သူများပါဝင်နိုင်တဲ့ဈေးရောင်းပွဲများပျော်ပွဲရှင်ပွဲနဲ့လူလူလှုပ်ရှားမှုများတက်ဆိုင်ရာဒေသန္တရအာဏာပိုင်တွေကဆောင်ရွက်ကြရန်စစ်တပ်ကညွှန်ကြားထားကြောင်းနေပြည်တော်ပြည်ထရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။ စစ်တပ်ရဲ့ရွေးကောက်ပွဲကိုကန့်ကွက်မဲ့အတန်တိတ်တပိတ်နဲ့ပတ်သက်ပြီးပြည်ထောင်ဝင်ကြီးဌာနကညွှန်ကြားချက်တရက်ထုတ်ပြန်လာပြီးရင်းညွှန်ကြားချက်မှာအတန်တိတ်တပိတ်ပြုလုပ်မဲ့ဒီဇင်ဘာလ10ရက်နေ့ပိတ်ထားမဲ့ဈေးဆိုင်များစားတောက်ဆိုင်များအလုပ်ရုံဆက်ရုံများကုမ္ပဏီများကိုဖောထုတ်အရေးယူရန်နဲ့ချိတ်ပိတ်ရန်ဒီဇင်ဘာလ10ရက်နေ့မှာပြည်သူအများစုပါဝင်နိုင်တဲ့ဈေးအောင်ပွဲများပျော်ပွဲရှင်ပွဲများနဲ့မြို့နယ်ရက်ွက်ဆိုင်ရာလူထုလှုပ်ရှားမှုများဆောင်ရွက်ရန်ပါညွှန်ကြားလာကြောင်းသိရှိရပါသည် အတန်တိတ်တပိတ်မှပါဝင်တဲ့ဆိုင်များအလုံယုံဆက်ယုံများကုမ္ပဏီများကိုနိုင်ငံတော်အကြီးညိုပြည့်စုံမှုပြင်ရွေးကောက်ပွဲကိုနှုတ်ဆက်တဲ့ဥပဒေနဲ့ပါအမှုဖွင့်ရညွှန်ကြားထားပါတယ်။ရင်းပြင်ဒီဇင်ဘာလ10ရက်နေ့အတန်တိတ်တပိတ်နေ့မှာနေပြည်တော်အပါအဝင်တနိုင်ငံလုံးမှရှိတဲ့ဝန်ကြီးဌာနများမှမြည်သည့်ဝန်ထမ်းကိုမှခွင့်ရမပေးရန်ဝန်ကြီးဌာနများအတွင်ရုံတွင်းညွှန်ကြားချက်များထုတ်ပြန်လာကြောင်းအကယ်၍ဝန်ထမ်းများအနေနဲ့ကျမ်းမာရေးမကောင်းမှုနဲ့နိုင်ငံရေးကိစ္စများကြောင့်ခွင့်ယူလိုပါကလည်း သက်ဆိုင်ရာဝန်ကြီးဌာနအကြီးအကဲများရဲ့ခွင့်ပြုချက်ရယူပြီးမှခွင့်ပေးကြရန်ညွှန်ကြားထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြောက်ကလာပါမြို့နယ်ခမ်းမကိုဖောက်ခွဲတိုက်ခိုက်မှုရင်းနှီးဦးထိခိုက်ဒဏ်ရာရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းမြောက်ကလာပါမြို့နယ်ခမ်းမကိုဖောက်ခွဲတိုက်ခိုက်ရမှာရင်းနှီးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းမြို့ပြကျွတ်အဖွဲ့မှတာဝန်ရှိသူနဲ့ဒေသပြည်သူတွေကပြောဆိုကြပါတယ်ဒီဇင်ဘာလ6ရက်နေ့ည09:30မိနစ်ခန့်မှာ မြောက်ကလာပါမြို့နယ်ခမ်းမကိုမြို့ပြကျွတ်အဖွဲ့သားတွေကလက်လုံမိုင်းနဲ့လက်ပစ်ပုံးများပစ်သွင်းတက်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။ယင်းတက်ခိုင်းမှုအတွင်မြောက်ကလာပါမြို့နယ်ခမ်းမမှာလုံခြုံရေးယူထားတဲ့အကြမ်းဖက်စစ်တပ်လက်အောက်ခံရဲများအနီးကျရောက်ပောက်ကွဲခဲ့ပြီးယင်းအုပ်ပြင်းထန်တံရရရှိခဲ့ကြောင်းသိရှိရပါတယ်။ပောက်ကွဲတံကတော့တော်တော်ကျေလောင်တယ်။ညအချိန်တိတ်ဆိတ်နေတော့အတန်ပိုကြားရတယ်။ပောက်ကွဲမှုဖြစ်ပြီးတိတ်မကြဘူး။မြောက်ကလာပါမြို့နယ်ရေစခန်းတွေကရေခွေးတွေကော ထွေအုပ်ယုံကစစ်ခွေးတွေကိုရောက်လာတယ်လို့သိရတယ်။မြောက်ကလာပအဝိုင်းကလမ်းကိုပိတ်ပြီးတော့ဟူရှာတီရှာတွေလှုပ်သွားတယ်လို့ဒေသပြည်သူတို့ကဆိုပါတယ်။မြို့ပြချွတ်အဖွဲ့အနေနဲ့ဆက်လက်၍ကောင်းမှစွာနဲ့စစ်အာဏာရှင်တွေရဲ့ပေးစားကန်းစားလောင်းတဲ့ပြည်သူအပေါ်ဖိနှိပ်ရန်ရှာတဲ့လမ်းကိုရွေးချယ်နေကြတဲ့စစ်အုပ်စုရဲ့လက်ပါစီများဒေါက်တိုင်မှတ်သမ ्या ကိုနေရာမရွေးအချိန်မရွေးတိုက်ခိုက်ချေမှုန်းသွားမှဖြစ်ကြောင်းထက်မှန်သတိပေးထုတ်ပြန်ထားပါတယ်။ပြည်သူတွေကအတန်တိတ်တပိတ်မှပါဝင်ပေးကြပါ။ ကြက်ကလေးတွေကလည်းအတန်များများထွက်နိုင်အောင်ကြိုးစားပါမယ်။ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဖိအားပေးတဲ့သူတွေရဲ့အချက်လက်တွေကိုကျွန်တော်တို့ page မှာလာပေးလို့ရပါတယ်လို့မြို့ပြကြွအပွဲမှာတာဝန်ရှိသူကပြောဆိုပါရခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဂွားမြို့နယ်ချီဆိုင်ခမရ963တရင်မှာဒုတက်ချက်တူအပါအဝင်စစ်မှုတန်တပ်သားတဲ့လေးဦးတနက်လေးလက်ယူဆောင်လာပြီးအလင်းဝင်ခဲ့ကတိုက်ပွဲအတွင်းထွက်ပြေးလာတဲ့ စစ်မှုတပ်တပ်သားတဲ့၃ကိုလည်းအရှင်ဖမ်းပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရကိုင်းပြည်နယ်ကွမ်းမြူနယ်ချေဆိုင်ခမရ963တရင်မှာဒုတက်ကျက်တူအပါဝင်စစ်မှုတပ်တပ်သားတဲ့၄ဦးဟာတနက်လေးလယ်ယူဆောင်လာပြီးအလင်းဝင်ခဲ့ပြီးတိုက်ပွဲအတွင်းထွက်ပြေးလာတဲ့စစ်မှုတပ်တပ်သားတဲ့၃ကိုလည်းအရှင်ဖမ်းမိခဲ့ကြောင်း People's Revolution Alliance မှတာဝန်ရှိသူတဦးကဆိုပါတယ်။အော်တိုဘားလ23ရက်နေ့မှာအမ်ဘရန်လန်ပိုင်းစင်ပြွန်ကြေးရွာအနီးမှာတာဝန်ကျနေတဲ့ ကွမ်မြုန်နယ်ခြေဆိုင်ခမရ963တရင်မှာဒုတက်ချက်တူအပါအဝင်စစ်မှုတပ်တသားတဲ့၄ဦးဟာတနက်၄လက်ယူဆောင်လာပြီး People's Revolution Alliance တံကိုဆက်သွယ်ကအလင်းဝင်ရောက်လာခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့ဒုတက်ချက်တူအပါအဝင်စစ်မှုတပ်တသားတဲ့၄ဦးဟာ MA1 တနက်တလက် MA2 တနက်တလက် MA3 တနက်၂လက်နဲ့ခရင်တချို့ကိုယူဆောင်လာခဲ့ကြောင်းသိရှိရပါတယ်။ကျွန်တော်တို့ကိုဆက်သွယ်ပြီးချိတ်ဆက်ဝင်ရောက်လာတာပါ။ သူတို့ကစစ်မှုတန်တပ်သားတစ်တွေပါပညာအရေးချင်းပေါ်လိုက်ပြီးဒုတက်ချက်ကိုလည်းယာတို့ပေးထားတာပါသူတို့ရှေ့တန်းနေရာမှာပဲကျွန်တော်တို့နဲ့ချိတ်ဆက်ပြီးအလင်းဝင်ရောက်ခဲ့တာပါလို့ People's Revolution Alliance မှတာဝန်ရှိသူကဆိုပါတယ်ဒါအပြင်နေရီကန်တောင်နဲ့ Amberdon လမ်းပိုင်းတိုက်ပွဲများမှလည်းထွက်ပြေးလာတဲ့အကြမ်းဖက်စစ်သား3ဦးကိုငပဲမြို့နယ်အတွင်းမှာဖမ်းဆီးရရှိခဲ့ကြောင်းရင်းစစ်သား3ဦးဟာခလာရ295တပ်ရင်းနဲ့တပ်မ66လက်အောက်ခံတာယာဝရီချိဆိုင် ခလာရ35တရင်တို့မှအတင်းအဓမ္မပေါ်တာဆွဲခံရတဲ့စစ်မှုတန်တပ်သားတင်များဖြစ်တဲ့အတွက်စစ်တုံပန်းဥပဒေနဲ့အညီကောင်းမွန်စွာထိန်းသိမ်းထားကြောင်းသိရှိရပါတယ်။လူလူတော်လိုင်းရဲ့မဟာမိတ်အင်အားစုအနေနဲ့ဖြစ်ပေါ်ပြောင်းလဲလျက်ရှိတဲ့နိုင်ငံရေးအခင်းကျင်းနဲ့စီးရီးပူပေါင်းဆောင်ရွက်မှုများမှာစင်စက်မပြတ်ပါဝင်ဆောင်ရွက်နေပြီးတော်လိုင်းရဲ့တောင်းဆိုမှုနဲ့အညီစစ်အာဏာရှင်ပြုတ်ကျရေးအတွက်တပ်ပေါင်းစုတိစောက်ရမှာတော့လကောင်းဒေသန္တရအစိုးရများ Federal Unit များနဲ့ပူးပေါင်း၍တော်၎င်းຫນွေဦးတော်လှန်ရေးပြီးဆုံးသည့်အထိတိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း People's Revolution Alliance မှတာဝန်ရှိသူကဆက်လက်ပြောဆိုပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မောတောင်မြို့မှာစစ်တပ်ကိုမူရစ်စေဝါရောင်းချပြီးစစ်ရှောင်ပြည်သူတွေကိုဘုံကျက်တက်ဖြတ်ရန်လှုံ့ဆော်နေတဲ့စစ်တပ်သတင်းပေးအမျိုးသမီးတဦးကိုအရှင်ဖမ်းပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းမောတောင်မြို့မှာ အကြမ်းဖက်စစ်တပ်ကိုမူရစ်စေဝါရောင်းချပြီး စစ်ဆောင်ပြည်သူတွေကိုဘုံကျစ်တက်ဖြတ်ရန်လှုပ်ဆောင်နေတဲ့စစ်တပ်တရင်ပေးအမျိုးသမီးတအုပ်ကိုအရှင်ဖမ်းမိခဲ့ကြောင်းဒေတာရင်းစီတရင်ရင်းမြစ်ကဆိုပါတယ်။နိုဝင်ဘာလ14ရက်နေ့မှာမော်တော်မျိုးကိုတော်လန်ရေးတပ်ဖွဲ့တွေကအပြစ်သက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက်အကြမ်းဖက်စစ်တပ်ကိုတရင်ပေးပြီးပြည်သူများကိုဘုံကျစ်တက်ဖြတ်ရန်လှုပ်ဆော်ရေးသားနေတဲ့မော်တော်မျိုးမှနေထိုင်တဲ့စစ်တပ်တရင်ပေးတော်တိတိကြီးကိုတော်လန်ရေးတပ်ဖွဲ့တွေကလိုက်လံရှာဖွေခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ရင်းတို့လိုက်လံရှာဖွေစဉ်မှာ ဒေါ်တေတေကြီးကိုစစ်ဘေးရှောင်စခန်းတစ်ခုမှာတော်လိုင်းရေးတပ်ဖွဲ့တွေကတွေ့ရှိခဲ့ပြီးဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းဒါအပြင်၎င်းကိုတုံပန်းဥပဒေနဲ့ညီကောင်းမွန်စွာထိန်းသိမ်းဆောက်ရှောက်ထားပြီးစစ်စင်းမင်းမြတ်မှုများလှုပ်ဆောင်နေကြောင်းသိရှိရပါတယ်။ဖမ်းဆီးရမိထားတဲ့ဒေါ်တေတေကြီးရဲ့လက်ကန်ဖုန်းထဲမှာအကြမ်းဖက်စစ်တပ်နဲ့ဆက်သွယ်ထားတဲ့ချက်လက်များ၎င်းရဲ့ TikTok အကောင့်မှာစစ်ရှောင်ပြည်သူများနဲ့ PDF တပ်ဖွဲ့များကိုပုံကျဲတက်ဖြတ်ခိုင်းတဲ့လွန့်စော်ရေးသားထားတဲ့မှတ်တမ်းများတွေ့ရှိခဲ့ပြီးအကြမ်းဖက်စစ်သားတွေကိုလည်း မူရစ်စေဝါရောင်းချခဲ့ကြောင်းပါဝန်ခံထွက်ဆိုခဲ့တယ်လို့သိရှိရပါတယ်။အခုတော့သူ့ကိုကောင်းကောင်းမွန်မွန်ပဲဆက်လက်ထိန်းသိမ်းပါတယ်။သူကိုယ်တိုင်လည်းလှုပ်ခဲ့ပါတယ်လို့ဝန်ခံထားတယ်။သူအမျိုးသားကစစ်သားပဲ။မူရစ်စေမှုရီနဲ့ခဏခဏဖမ်းခံရပြီးအခုဘယ်ရောက်နေမှန်းတောင်မသိဘူးလို့သူကိုယ်တိုင်ပြောတယ်။သူ့မှာကလေး၃ယောက်ရှိတယ်။သူကလေးလေးတွေကိုလည်းကျွန်တော်တို့ကစစ်ရှောင်စခန်းမှာပဲထားပြီးတော့ကောင်းကောင်းမွန်မွန်ဆောက်ရှောက်ထားတယ်။ဒေါ်ထိတ်တေးကြီးကိုကျွန်တော်တို့ရဲဘော်တွေက ရိုက်နှက်နှိပ်စက်တာလည်းမရှိဘူး။ ဘယ်လိုဆက်လက်အရေးယူမလဲဆိုတာကတော့တက်ဆိုင်ရာအဖွဲ့တွေကလှုပ်ဆောင်ပါလိမ့်မယ်လို့ဒေတာရင်းစီရီတရင်ရင့်မြစ်ကဆိုပါတယ်။မော်တော်မြို့ကိုနိုဝင်ဘာလ14ရက်နေ့မနက်အစောပိုင်းမှာတော်လိုင်းရေးတက်တွေကသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းမော်တော်မှာရှိတဲ့နောက်ဆုံးကြံရစ်တဲ့စစ်တပ်ရဲ့စခန်းကုန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက်မော်တော်မြို့ကိုသိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်းမော်တော်မြို့ကို KNL ဥဆောင်တဲ့တော်လိုင်းရေးတက်တွေကလာပေါင်းများစွာပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးနောက်နိုဝင်ဘာလ17ရက်နေ့မှာစတင်ပြီး ော်လိုင်းအင်အားစုတွေကအပြစ်သက်ထိုးစစ်ဆင်ခဲ့ကြောင်းနိုဝင်ဘာလ14ရက်နေ့မနက်အစောပိုင်းမှာအပြစ်သက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်းသိရှိရပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်အတွင်စစ်မှုတမ်းများနဲ့အောက်ခြေစစ်သားတွေကိုမူရစ်စေဝါသုံးခိုင်းပြီးရှေ့တန်းမှာစစ်ကြောင်းထိုးခိုင်းခြင်းနဲ့ပြည်သူများကိုမရင်းကျင့်ဖမ်းဆီးတပ်ဖြတ်ခြင်းများလှုပ်ဆောင်ရန်စစ်အရာရှိများကအမိန့်ပေးတယ်လို့အလင်းဝင်လာသူများထုတ်ပေါ်ပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စစ်တပ်အတွင်စစ်မှုတန်းတပ်သားများနဲ့အောက်ခြေစစ်သားများကိုမူရစ်စေဝါသုံးခိုင်းပြီးရှေ့တန်းမှာစစ်ကြောင်းထိုးခိုင်းခြင်းနဲ့ပြည်သူများကိုမရင်းကျင့်ဖမ်းဆီးတပ်ဖြတ်ခြင်းများလှုပ်ဆောင်ရန်စစ်အရာရှိများကအမိန်ပေးကြောင်းအလင်းဝင်တပ်သား၈ဦးကထုတ်ဖော်ပြောဆိုဝန်ခံလိုက်ကြပါတယ်။ရမညာမွန်တပ်တော် RMA ကအလင်းဝင်လာတဲ့စစ်သားနဲ့ရဲရှိဦးရဲ့ထုတ်ဖော်ဝန်ခံချက်ကိုဗီဒီယိုနဲ့ထုတ်ပြန်ထားပြီးအဆိုပါဗီဒီယိုမှာအလင်းဝင်လာသူတွေကရင်းကဲ့သို့ဝန်ခံပြောဆိုလိုက်ကြခြင်းဖြစ်ပါတယ်။ အကြံဖတ်စစ်တပ်ကပေါ်တာဆွဲခံရပြီးစစ်ထဲရောက်ရှိလာတဲ့စစ်မှုတပ်တပ်သားတွေကိုအမျိုးမျိုးညှဉ်းပန်းဖိနှိပ်မှုများလှုံ့ဆော်တဲ့အပြင်အစာဝါလင်အောင်မကျွေးခြင်းမူရစ်စေဝါသုံးဆွဲခံ၍ရှေ့တန်းတက်ခံခြင်းမူရစ်စေသုံး၍ပြည်သူများကိုတက်ဖြတ်ဖမ်းဆီးအတ္တမပြုကျင့်ခံခြင်းများလှုံ့ဆော်ခံကြောင်းသိရှိရပါတယ်။အကြံဖတ်စစ်တပ်တွင်စစ်မှုတပ်တပ်သားတွေကိုတနက်မပေးဘဲကင်းဆောင်ခံခြင်းအရာရှိနိုင်ငံများသို့တန်ရှင်းရေးလှုပ်ခိုင်းခြင်းလစာပုံမှန်မပေးဘဲဖြစ်တယ်လို့ကြွေးမွေးခြင်း အစာရေစာဝါလင်အောင်မကြွေးခြင်းအစိုးဆုံးမှာမူရစေဝါသုံးဆွဲခန်းခြင်းဖြစ်ကြောင်းအလင်းဝင်တတသစ်တွေကဆိုပါတယ်စစ်တပ်အတွင်မှာမူရစေဝါရောင်းဝယ်ဖောက်ကားမှုမှာအရှိန်အဟုန်နဲ့ကြီးထွားနေပြီးစစ်အရာရှိများနဲ့စစ်သားများကိုယ်တိုင်စီရောက်ချကြကြောင်းရှေ့တန်းတိုက်ပွဲများဖြစ်ပွားသည်နှင့် WY မူရစေဝါများသုံးဆွဲရန်ချပေးကြောင်း WY မူရစေဝါဘုဖြစ်ပြည်သူများရဲ့နေအိမ်များမှအဘိုးတံပစ္စည်းများကိုလူရက်ခိုင်ကစေဘုဖြစ်လက်ခံခြင်းများရှိနေကြောင်း အလင်းဝင်လာသူစစ်မှုတန်းတပ်သားကိုကျော်ကြီးကပြောပြပါဗါးသူတို့အခုတော့စစ်ကြောင်းထိုးနေရင်းနဲ့စိုက်ကယ်တွေတွေ့တယ်ဈေးသမားတွေတွေ့တယ်သူတို့ကိုဖမ်းတယ်ဈေးတွေကိုယူတယ်ယူပြီးသူတို့ဈေးတွေတုံးတယ်နောက်ပြီးအခုပေါ့ကျွန်တော်တို့ကစစ်ကြောင်းသွားနေတဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ရွာထဲဝင်တယ်ကျွန်တော်တို့ရောက်လာပြီးဆိုရင်ပြည်သူတွေကမရှိတော့ဘူးကြောက်လန့်ပြီးထွက်ပြေးကြတယ်အဲ့ဒီအချိန်မှာသူတို့အိမ်တွေပေါ်ကိုတက်တယ်သူတို့ပစ္စည်းတွေတက်ယူတယ်ကျွန်တော်တို့ဝင်မယ်ဆိုရင်ကျွန်တော်တို့ဝင်ခွင့်မပေးဘူး စ္စည်းတွေလည်းတက်ယူတယ်ပြီးရင်သူတို့ရောင်းချတာနောက်လျှောက်ပြီးသူတို့စည်းတွေတုံးတယ်ဂိမ်းတွေစော့တယ်လို့အလင်းဝင်ရောက်လာသူပါစာတက်တာကိုတပ်ပိုင်စုကရှင်းပြပါတယ်ဒါအပြင်အကျန်းဖတ်စစ်တက်ကပြည်သူများကိုအတ္တမပြုကျင့်မှုတက်ဖြတ်ရမှာမူရစ်စေးတုံးသူများကိုအထီးကခိုင်းစေကြောင်းစေးကြောင်၍အချင်းချင်းပြစ်ခတ်မှုများလည်းရှိခဲ့ကြောင်းကာမရ905တရင်တဲမှာတော့တရင်မူတရင်ဘူကြီးတက်ကြတူတက်ကြတက်ကြကြီးအရာခံအပါအဝင် အလုံးမူရစီတုံးဆွဲကြကြောင်းအစိုးရတရင်မှာတာဝန်ထမ်းဆောင်ခဲ့သူပါစတတကုညံမျိုးအောင်ကပြောဆိုပါတယ်စီကျူကြီးမြုံမင်းထွန်းကိုရိုင်ကစေရောက်တယ်တုံးဆွဲသူတွေကတရင်မူတရင်ပူကြီးတက်ကြက်ဒူးတက်ကြက်တက်ကြက်ကြီးအရာခံဘူအလုံးကတုံးတယ်စေးကြောင်ကြောင်ပြီးယူသွားတဲ့လူလည်းရှိတယ်စေးတုံးပြီးထိမရလို့ဘုကင်းတဲ့ထည့်ထားရတဲ့သူလည်းရှိတယ်လက်တလုံးမှာတင်ဘုကင်းမှာတာဝန်ယူနေရသူကစေးတုံးပြီးသူသမီးကိုစေးကြောင်ကြောင်ပြီး MA3 နဲ့ပြစ်လိုက်တာလက်မောင်းရှက်တီမှန်သွားတယ်လို့အလင်းဝင်ရောက်လာခဲ့သူပတ်စတတကိုညံမျိုးအောင်ကဆိုပါတယ်စစ်တပ်အတွင်းပြည်သူစစ်များအပါအဝင်စစ်သားတွေကိုတော်လှန်ရေးပတ်တော်သားများထံသို့အလင်းဝင်ရန်ကြိုးစားပါကတပ်ပြစ်မှဖြစ်ပြီး၎င်းတို့လက်မထွက်ပြေးရင်လည်းလွတ်မှာမဟုတ်ဘူးလို့ချင်းချောက်ထားကြောင်းတော်လှန်ရေးဘက်ကိုရောက်ရှိလာပါကလည်းတော်လည်းပတ်တော်သားတွေကအလင်းဝင်လာတဲ့စစ်သားတွေကိုရရက်ဆက်ဆက်တက်ပြက်လိမ့်မယ်လို့ဝါရဖြန့်ချင်းချောက်ထားကြောင်းသိရှိရပါတယ် တို့သိကျင်တာမေးပြီးလို့ရှိရင်သိကျင်တာသိပြီဆိုတာနဲ့တက်ပြမယ်ဆိုပြီးတော့ချင်းချောက်ထားတယ်။ထွက်ပြေးလေလွတ်မှာမဟုတ်ဘူးလို့ကျွန်တော်တို့အဲ့လိုချင်းချောက်တာကျွန်တော်တို့လည်းအဲ့ဒါသူတို့ပြောတဲ့စကားကိုယုံပြီးတော့အဲ့ဒါနဲ့အဲ့ဒီလိုထွက်မပြေးဘဲနဲ့ဒီတိုင်းဆက်နေတယ်။အဲ့ဒါကြာလာတော့သူတို့နှိမ့်ဆက်တဲ့တံတွေလည်းမခံနိုင်တော့လို့ဆိုပြီးဒီဘက်တော်လန်ကြီးဘက်ကိုလာတယ်။လာရောက်တော့လဲကျွန်တော်တို့တော်လန်ကြီးဘက်ကိုရောက်ပြီးဆိုတာနဲ့သူတို့ပြောတယ်လို့မဟုတ်ပဲနွိနွိထွိထွိရောက်ကလေးကနွိနွိထွိထွိနဲ့ကြိုးစားပါတယ်။ညီလိုကိုလိုဆက်ဆံတယ် စားတာတောက်တာနေတာထိုင်တာကအစမဟုတ်ဘူးတန်းတူညီတူနေရတာပင်ပင်ပန်းပန်းလဲဘာမှမလုပ်ရဘူးသူတို့ပြောသလိုလဲရိုက်တာနှက်တာလဲဘသူမှမရှိဘူးဒီဘက်မှာအကုန်လုံးအဆင်ပြေတယ်လို့အလင်းဝင်ရောက်လာသူပတ်စတတကိုစီသူကျော်ကဆိုပါတယ်အကြံဖတ်စစ်တပ်မှာတနေ့တခြားအလွန်ဆိုးရလာပြီးပြည်သူလူထုကိုဖိနှိပ်ညှဉ်းပန်းမှုများအဆက်မပြတ်လုံဆောင်နေကြောင်းတို့ကြောင့်စစ်တပ်မှတပ်သားများအနေနဲ့တော်လှန်ရေးတပ်များနဲ့အ мян ဆုံးပူးပေါင်းကြစေလိုကြောင်း မြန်မာနိုင်ငံအသီးသီးမှရှိတဲ့လူငယ်များအနေနဲ့မတရားပေါ်တာဆွဲ၍စစ်ထဲဆွဲသွင်းသူကိုလက်မခံဘဲတော်လန်ရေးတပ်များနဲ့ပူးပေါင်းပြန်လည်တော်လန်ကြရန်အလင်းဝင်တပ်သားတွေကထုတ်ပေါ်ပြောဆိုထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီကြာရှုံးကန်းမြင်ရရေးပြည်သူတွေဆက်လက်ပါဝင်အားဖြည့်ပေးဖို့၆ပကဖတာဝန်ခံ တိုက်တွန်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရက်ဆက်ရုံမာတဲ့စစ်အာဏာရှင်စနစ်ကိုတိုက်ဖြတ်တော်လန်နေခြင်း လိုအပ်ချက်တွေများတာကြောင့်ပြည်သူတွေအနေနဲ့ပါဝင်အားဖြည့်ပေးဖို့ချောင်းမြွတ်နယ်ပြည်သူကာကွယ်ရေးအဖွဲ့ပကဖတာဝန်ခံကိုပါကွန်ကတိုက်တွန်းလိုက်ပါတယ်။ချောက်ပကဖရဲ့စစ်စင်ရေးပေါ်ဆောင်ဖို့လိုအပ်ချက်တွေဖြည့်ဆည်းဖို့လှုံ့ဆော်နေတဲ့ရောင်နီပြမီချောင်းမြွတ်စီချက်သိန်းတထောင်ရန်ပုံငွေရရှိရေးကမ်ပိန်းမှာပြည်သူတွေပါဝင်ရေးမြို့နယ်ပကဖတာဝန်ခံကိုပါကွန်ကယခုလိုတိုက်တွန်းခဲ့တာပါ။လက်နက်ခဲယံပြည်စုံတဲ့စစ်အုပ်စုကိုတိုက်ခိုက်နေတဲ့တော်လိုင်းရေးတပ်ဖွဲ့တွေရဲ့လိုအပ်ချက်အားလဲလက်နက်ခဲယံဖြစ်လို့ ြည်သူတွေတက်နိုင်တဲ့ဘက်ကပါဝင် ထောက်ပံ့ပေးဖို့ကိုဘကွန်းကနှိုးဆော်ထားပါတယ်။ပြည်သူမှာပါတဲ့ပွဲဟာဘယ်တော့မှမအောင်မြင်နိုင်ကြောင်းနဲ့လက်ရှိတော်လန်ရေးတပ်ဖွဲ့တွေတဆင်ပြီးတဆင်တက်လန့်နိုင်နေတာဟာပြည်သူတွေရဲ့ပါဝင်အားဖြင့်ထောက်ပံ့မှုတွေကြောင့်ဖြစ်တယ်လို့ကိုဘကွန်းကဆိုပါတယ်။ကျွန်တော်တို့တွေတေကြပေါက်အောင်နိုင်မှာပါ။ဒါကလည်းမိဘပြည်သူတွေရဲ့ပါဝင်မှုကြောင့်ဖြစ်ပါတယ်လို့ကိုဘကွန်းကပြောပါတယ်။ Federal Democracy ရရှိသည့်အထိစစ်အာဏာရှင် ပြုတ်ကြသည့်အထိအသက်ကိုပဓာနမထားဘဲ နိုင်ရတာဝန်ကြရတာဝန်ကနေတော်လန်သွားမယ်လို့လဲကိုဘကွန်ကကတိပြုပါတယ်ချောင်းမြို့ဆိုတာမြေပြန့်ဖြစ်ပြီးတောတောင်မရှိမြောင်မရှိလို့လုံကြုံရေးအင်မတန်အားနည်းတဲ့ဒေသဖြစ်တယ်လို့လည်းအသိပေးပါတယ်ဒါပေမဲ့ကျွန်တော်တို့တတွေစူပေါင်းစွမ်းအားတွေနဲ့ရအောင်ကျွန်တော်တို့တော်လန်တိုက်ထုတ်ခဲ့တာထိုက်တဲ့တဲ့အောင်မြင်မှုတွေကိုရရှိပြီးဖြစ်ပါတယ်လို့ကိုဘကွန်ကပြောပါတယ်ဒေါ်လန်ရေးဘော်ရီယာတိုင်းပြည်အတွက်အသက်ကိုပေးဆက်နိုင်တယ်လို့ကိုလက်အင်ကာအစိပ်ပိုင်းတွေကိုလည်းပေးဆက်နိုင်ကြောင်းဒါကြောင့်မိဘပြည်သူတွေကလည်း ဒေါ်လာရေးဘော်တွေကိုထောက်ပံ့ပေးဖို့ကိုဘကွန်ကနှိုးဆော်လိုက်ပါတယ်။ရောင်နီပြမီချောက်မြို့စီကမ်ပိန်းဟာဒီဇင်ဘာလ3ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီး2026ခုနှစ်ဖေဖော်ဝါရီလ3ရက်နေ့အထိဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုလိုစောင့်တီနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြည်ပသတင်းဒေါ်လာရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လင်းချမ်းမြေ့ကြပါစေခင်ဗျာ။ကြပါစေခင်ဗျာ။